နိုဘန်နေမီနိုဘန်နေစလေစလေဒီအဖေမရှိရဲ့အဖေမရှိရဲ့သူဂျုံးကန်နေရတဲ့လူတယောက်ဆိုတော့ပြီးအမေကအဲ့လိုမျိုးပဲမဲမဲလေးလုပ်လို့မရဘူးမိမပန်းနိုင်ရင်ချက်ရှိရအဲ့တော့ဟိုအဲရင်ကျက်သမားတွေတော့ကောင်းကောင်းသိမယ်ထင်ပါတယ်အဲ့လိုမိုးရိုင်လဲအေးလို့ဟိုနေပူပင်လဲပူလို့စောင်းသိမယ်ဆိုလဲစောင်းသိမယ်ဆိုတော့အဲ့လိုသူတို့ဒီပြင်မမလောက်တာနေတော့မင်းရအောင်အဲ့လိုမျိုးဆိုတော့အမေကကြတော့ဒီ ဝင်းရံဟိုဒီအပြင်ပိုင်းငွေကြေးကိစ္စဒါကိစ္စမှာတော့အမေကသူကောင်းကောင်းကြီးတော့မဆုတ်ဘူးမဆပ်ဖို့ပေးနိုင်ခဲ့ဘူးဗောနော်အမေအမေနဲ့ပြောတဲ့စကားအပါသာလူကစိတ်တက်ပဲတီတီလူကစိတ်တက်ပဲအန်ဒီကစိတ်တက်လေးပဲရှိရှိမရှိရှိအဲ့လိုမျိုးပဲအဓိကအမေကအဲ့ဒါတော့အမေနဲ့ဆုံးမှာတီတီကူတာတီ အာဟုတ်အဲဒါတော့ VN အရင်ကတင်တဲ့ဘလော့တွေကိုကြည့်ဘူးတယ်ဆိုရင်တော့သိမှာပါဒါ VN မမေပါဟုတ်ကဲ့ပါရှင်အာဟုတ်ဒီမွေးနေ့ဆိုတော့နော် VN အပုံမှန်ဆိုငငယ်လေးရလဲမွေးနေ့ကမလုတ်ဖြစ်တာများတယ်နော်မင်းနော်အာမလုတ်ဖြစ်တာများတယ်ဆိုတော့အခုဟိုဒီမနစ်ကလည်းတပတ်စဝမ်းမှာကျွန်တော်မွေးနေ့လုတ်တယ်ဒါပေမဲ့အလူလည်းမလုတ်လိုက်ရဘူးပေါ့အဲဟိုကအခုတော့ဒီနေ့မှာ VN 20နှစ်တိမွေးနေ့မှာတော့ဟိုအလူလေးလုတ်ချင်တယ်ဆိုတော့အနေနဲ့ VN ဒီစုံကုန်ရမှာကြက်တန်ကြက်လေးလာလူဖြစ်တာပါဟုတ်ဒီကလည်းဝမ်းသာလဲပြောတော့မပြောတတ်တော့လာဝမ်းသာ အရန်ဝမ်းသာလဲခုံလဲခုံယူလဲကလေးကိုကိုလဲဟိုတာမီးနှစ်ယောက်ပဲရုံးနေရလဲဆိုတော့လေလေကလေးကိုခုံယူချောင်းကိုပဲသွားပြီးစုံချက်လေးပဲတော့ပို့ပေးတယ်တနည်းတစ်ခါလားအဲ့လာပဲလုပ်ပြီးဟုတ်ကဲ့မမရရတခေါက်လောက်လို့ပေးဘူးတယ်ဟိုမမပါဘာပြောပါမလဲပတ်စံတခေါက်ရအောင်ပါလားအဲ့ဝါတခေါက်လောက်ငငယ်ဝါလုပ်ပြီးအဲ့ဝါအိမ်မှာပါပဲအဲ့ဟိုကလည်းတင်ပါဦး။ဟိုရေကဲမုတ်စီနဲ့စီနဲ့အဲ့လိုမျိုးဝဲပြီးတော့တစ်ခေါက်လောက်လုပ်ဘူး။ဟုတ်။ပြန်အဖေတို့ဖြစ်လာမေးလို့ဖြစ်လာ အမေအမေကဒီမှာအမ်မမင်းနဲ့ပတ်သက်ရင်ဝင်းနေမတရားဝင်းနေမတရားပုံမှန်တိုင်းဆိုရင် VN ဝင်းနေရနှစ်တိုင်းလိုလိုပါတာမန်ပါပဲအိတ်လိုက်စားတိုင်းဒီတိုင်းမင်းနေဖြစ်တာများပါတယ်အမ်မမင်းနဲ့ဝင်းနေမတရားဆိုတစ်ခေါက်ရန်ပြဘူးတော့ရှိတယ်ပြောပြပါဘူးလို့ဖြစ်တယ်အော်အဲ့တော့ကျွန်တော်တို့ VN ဟိုလိုပြောမလဲ VN မမေကဝင်းနေမားနေရ VN ဝင်းနေရအဲ့တော့အဲ့နေကကျွန်တော်ဝင်းနေရတယ်တင်မလားဟိုအတော်ရလည်းမလုပ်ဘူးဘယ်လိုမှလည်းဘာမှမလုပ်ဘူးဆိုပြီးတော့သူကဘူးနေရ အဲ့မှာဦးလေးကဦးလေးကြီးဆုံးကသူလက်ဖိတ်ဆိုင်ခေါ်ပြီးတော့လက်ဖိတ်တစ်ခွဲအကြကွင်းနဲ့ချောင်းရဲ့ကျွေးပါ Happy Birthday ဆိုပြီးအဲ့ကအဲ့ကဟောဟောဦးလေးပဲချက်တာလားမသိဘူးဆိုပြီးအဲ့ကငယ်လဲငယ်သေးရဟိုတိမလျှောက်သွေးရပြီးတော့အမေအိမ်ထဲရောက်အမေဒီနေ့ဘာနေလဲသိလားဆိုပြီးအမေကိုရက်တာလေအမေကမသိဘူးလေဒီနေ့ဘာနေလဲအဲ့မှာစပြီးအမေနဲ့အဆိတ်ဆိုးပါပဲအိမ်ကြီးခြေနေကြပေါ့နော်မိသားစုခြေနေကြဆိုတော့အဲ့လိုပြောလို့ရအောင်ပါမိမီယာရုံးနေရလဲဆိုတော့ effect ကိုတိတ်မလှိမ့်နိုင်ဘူးဖြစ်တယ်ဖြစ်တယ်ဖြစ်တယ်တော့အเจ้าဝေယဝိစ จ้าကိစ္စကိုပဲအဓိကထားတယ်ကျန်တဲ့ဟာလေးကြောင်းကိုမှသူ့ကိုကလေးကိုမလုပ်ပေးနဲ့အဲအဲ့ဒါအဲ့ဒါဝန်နေခဲ့ရမှာဝန်နေရတယ်ဝန်နေအခုကတော့အရန်လေးပြော့နိုဗန်နေမီနိုဗန်နေချစ်လေချစ်လေဘီယန်ကိုတော့ဘလို့တားလဲမျိုးဖြစ်တယ်တားလဲမလေးပေါ့ဟုတ်လားဒီမလေးလေးတကယ်လေးမှာစိုးပါလေတားလဲမစိုးပါဘူးမေအဲ့ဒီရွယ်လေးနဲ့တိတ်တက်လေးမှာ ။ mobile နဲ့မြင်တယ်။ဟုတ်တယ်ဟုတ်တယ်။အဲ့အိမ်မှာလည်းဒါကလေးပဲလို့။ဒီကလေးသူ့တယောက်ထဲနေတယ်။တူတူတော့ဆိုတော့ကိုရီးယားအရန်တုံနေရချစ်တဲ့ကလေးကို။ဟုတ်ပါဘူး။အဲသိပ်ပါမေးရ။ဒီမှာချက်ကလို့အကြီးထားတယ်။တပောင်ဒီထဲမကပေါ့နော်။ဟိုကသူ့ကိုမေးရဲ့ကြီးရဲ့နဲ့မပေါ်ပေါ်နဲ့လည်းလည်းအတွက်ကြသူချစ်ချစ်လေးဟာလေးလေးကိုအားပေးရတယ်စပို့ပေးရတယ်ခလေးကိုအနာခံလေးပြီးတော့ကိုလုံးအကြံဉာဏ်လေးလေးပေါ့ကိုမိဘတယောက်အနေနဲ့တတ်တတ်ပါမြတ် အလားလေးလေးရလုတ်ပေးတယ်အရန်ကတော့ तू तू အတွက်ပေါ့ तू အောင်မြင်အရန်ကိုကျင့်တတ်တယ်ဒါပဲကြံလေးကိစ္စကဒီလောက်ထိကဟိုအများကြီးကမမှန်ပါဘူး तू လေးစိတ်ချမ်းသာဖို့ तू လေးလမ်းကြောင်းမှန်မှန်လေးသွားဖို့အလားလေးပဲကလေးကိုဟုတ်ကဲ့အမေကကြတော့အမေကကြတော့ဒီဝင်းရန်ကိုဒီအပြင်ပိုင်းငွေကြေးကိစ္စဒါကိစ္စမှာတော့အမေကသူကောင်းကောင်းကြီးတော့မဆုတ်ဘူးမဆပ်ဖို့ပေးနိုင်ခဲ့ဘူးဗောနော်ဘာလို့လဲဆိုတော့သူလည်းဒီအဖေမရှိရဲ့အဖေမရှိရဲ့သူ ရုံးကန်နေရတဲ့လူတယောက်ဆိုတော့ပြောအမေကအဲ့လိုမျိုးပင်ပင်မမလေးလုပ်လို့မရအောင်မိမပန်းနိုင်ရင်ချက်ရှိရအဲ့တော့ဟိုကျွန်တော်ရင်ချက်သမားတွေတော့ကောင်းကောင်းသိမယ်ထင်ပါတယ်အဲ့လိုမိုးရိုင်လဲအေးလို့ဟိုနေပူဝင်လဲပူလို့စောင်းသိမ့်မယ်ဆိုလဲစောင်းသိမ့်မယ်ဆိုတော့အဲ့လိုသူတို့ဒီပင်ပင်မလေးလုပ်တာနေရောမင်းရအောင်အဲ့လိုမျိုးဆိုတော့အဓိကအမေကဝီယံကိုဒီလူတယောက်အနေနဲ့လူပီတာဆိုတာဘယ်လိုနေထိုင်ရမလဲအာဒီလူတိုင်းအပေါ်ဘယ်လို respect ရှိရှိနေရမလဲ ကိုကဘလို့အမြဲတမ်းပုတ်ပင်လင်းပြောရမယ်စိတ်ထားကောင်းကောင်းထားရမယ်အာကိုဘအချင်းရုပ်တဲ့လူကိုဘအဲ့လိုမျိုးတခုလောက်တဲ့လူရှိတယ်ဆိုရင်တော့ဗောနော်ဒီကိုရဲ့စေတနာကအကျိုးပေးမှာပါဆိုပြီးအဲ့လိုအမြဲတမ်းအဲ့ဒါအမီအမြဲတမ်းပြောရစကားအပါသာလူကစိတ်တက်ပဲဒီဒီလူကစိတ်တက်ပဲအန်ဒီကစိတ်တက်လေးပဲရှိရှိမရှိရှိအဲ့လိုမျိုးပဲအတိကအမေကအဲ့ဒါတော့အမြဲတမ်းဆုံးပါစိတ်တက်လေးပဲအမြဲတမ်းယူတာပါအခြေကြအခြေရလို့ပြန်အကျိုးပေးမယ်ပြီ ကြာမယ်ကြာရင်တော့ကြာပြီမယ်အကျိုးပေးတန်မှာအဲ့အဲ့လိုမျိုးလေးရတော့အရှင်းဆုံးပြောရင်မမရအဲ့လိုမျိုးဒီဘွားမှာဒီကူအရင်ဘွားကကုသကံမကောင်းခဲ့ဒီဘွားမှာဆင်းရဲခဲ့တယ်ဆိုရင်ရှိတိုင်အောင်ဒီဘွားမှာစိတ်ထားကောင်းကောင်းနဲ့အဲအလူဒါနာမများပြုလုပ်မယ်စေတနာကောင်းကောင်းထားမယ်ဆိုရင်အဲကိုယ့်ရဲ့စေတနာကျိုးပြန်ပါဒီဘွားမှာပေးတဲ့နောက်ဘွားပေးမယ်ပေါ့နော်အဲ့လိုမျိုးဟုတ်အဲ့လိုမျိုးခံယူလာပါတယ်မြေအမြဲတမ်းဆုံးပါပါတာသမီတိုင်းမှာဟိုကိုမိဘအတွက်လှုပ်ပေးခြင်းတဲ့အရာဆိုတော့အကောင်းဆုံးနေပဲလှုပ်ပေးခြင်းတာပေါ့နော် ရန်နဲ့အခုတင်ကြီးစူးစမ်းနေပါတယ်ဗီအန်အခုဟိုပြောပြအောင်လဲမမေကိုအဲ့လိုအခုဆိုမမေဟိုဘက်ကမ်းမှာနေရသေးရပါဘောနော်အခုချိန်နေမမေဒီဘက်ကမ်းမှာသူသွားမလားမယ်ဆိုလဲမြေကူးတမန်စီအဲ့လိုမျိုးသွားလာသေးရဲ့မမေကိုအိမ်ပိုင်ကားပိုင်အဲ့လိုမျိုးပေးနိုင်တဲ့အချိန်တော့မရောက်သေးဘူးအာကျွန်တော်အဲ့လိုလေးဖြစ်အောင်လို့စူးစမ်းနေပါသေးရဲ့